အခုတိုင်းတစ်ပါးကလာပြီးကယ်ဆယ်တဲ့အဖွဲ့အစည်းတွေလာပြီးသိရဖို့ကောင်းတယ်မြစ်စုများလုံးပဲမင်္ဂလာပါခုတစ်ခေါက်မှာတော့ကျွန်တော်တို့တနင်္ဂနွေလုံးနော်စိတ်တော့ကတွေရောက်နေတဲ့အချိန်မှာနော်ငလင်ဘေးကိုပြည်သူတွေခံစားနေရတဲ့အချိန်မှာတော်ရဲရောက်နေတဲ့ဗရက်တွေဗရက်မတွေရတော့နော်တချံအကျိုးဆိုပြီးတော့တချံတချင်းခွဲ့ပြီးတော့ပျော်မြူးနေရတယ်ဗျာနော်တို့လူသားမျိုးတွေကိုကျွန်တော်တို့ကလူပြည်မှာလုံးဝလုံးဝမထားသင့်တော့ဘူး

လိုမျိုးကောင်းလေကောင်းမလေးကိုနော်အားပေးထောက်ခံတဲ့ညီပိနေရတယ်ရှိသေးတယ်ကနော်ငလျင်နဲ့ဒါကတော့မလေးရှားရောက်နေတဲ့ညီပိနေကောင်ပေါ့နော်ဟိုကြည့်ရတာတက်သိပ်ပြေးတဲ့ပုံမပေါ်ဘူးဗျာနော်ပြောတဲ့စကားတွေကတော့တော်တော်လေးဟိုအောက်တန်းသားလေးဆန်လုံးနေကနော်ပတ်သက်ပြီးတော့ဗျာကျုပ်တို့ပြည်သူတွေရောက်နေတယောက်စွဲမထူနိုင်တော့ရောက်နေတယောက်လည်းမကူနိုင်တော့လူတွေဖြစ်နေလဲဆိုတော့ တောကတွေဝိုင်းနေုံကလွဲလို့စုတ်တက်ပြီးတော့စုတ်တက်ပြီးတော့เนาะညည့်ရဝဲုံကလွဲလို့ဘာမှမကင်နိုင်ကြတော့အဲ့လိုဖြစ်အခုမင်းအွန်လိုင်းအုပ်ချုပ်လိုက်တာ၄နှစ်ကြော်တွင်းမှာလူဦးရေကတဘာဝဘေးနဲ့တဘာဝဘေးနဲ့တော့ဗောနော်သူတို့ပြစ်လို့သေးတာနဲ့ ဟိုဘက်ဒီဘက်ပြစ်လို့ခက်လို့တရားနဲ့ဆိုရင်လေးနှစ်အတွင်းကိုလူဦးရေနှစ်ပိန်းပတ်ချလဲတော့သွားပြီထင်တယ်။ထောင်ကျတဲ့လူကလည်းပိန်းကနန်းလောက်ရှိတယ်။ပေတဲ့လူကလည်းပိန်းကနန်းလောက်ရှိတယ်။နေတိုင်းနေတိုင်းမျက်ရည်နဲ့မျက်ခွက်မပြတ်တဲ့တိုင်းပြီ။နေတိုင်းနေတိုင်းသွေးသိမ်းရှင်ရှင်ထွားပြီးတော့သွေးသိမ်းပန်းနေတဲ့တိုင်းပြီ။အဲ့လိုတိုင်းပြီမှာကျွန်တော်တို့ခမားတို့လူဖြစ်ရတာလဲအင်မတန်ဟိုကန်ဆိုးလို့ပဲ။တဘာဝဘေးကဒဏ်ခတ်တယ်ပဲပြောပြောမင်းဆိုမင်းညင်ကြောင့်ပဲငလျင်လှုပ်တယ်ပဲပြောပြော ဒါစင်ရင်နေမိလို့ထင်တယ်နော်အခုတိုင်းတစ်ပါးကလာပြီးကဲတဲ့အဖွဲ့အစည်းတွေလာပြီးသိရှက်ဖို့ကောင်းတယ်ရှက်ဖို့ကောင်းတာဘယ်လိုလဲဆိုတော့သေးပေါက်တဲ့နေရာကအစချီးိုတဲ့နေရာကအစအားလုံးကနှိမ့်ကြတဲ့နေရာနေသားတွေမှာပဝင်းကျင်ကြီးကမြင်ပြီကဘာကြီးကမြင်ပြီမြန်မာဆိုတာဒါလားဆိုတာကြီးကဝင်းဝင်းကြီးပေါ်ပြီနော်ကြည့်ပါစရာနေရာမရှိသွေးပေါက်စရာနေရာမရှိအထူးသဖြင့်ဟိုလာမလေးရှားလိုနိုင်ငံကလူတွေလာလို့ရှိရင် သူတို့ကအစ္စလာမ်ဘာသာတွေဆိုတော့အများစုကလားသေးပေါက်ပြီးရင်လက်ထိတ်ကလေးကိုရေးစေးတယ်အဲ့ဒါတွေဆိုလို့ရှိရင်ပို့ပြီးတော့သူတို့တွေခက်ခဲကြုံတာကေဘာဘီကူညီတဲ့သူဟာအစဒုက္ခပြန်ရောက်နေရပေါ့နော်အိစရာနေရာကအစအကုန်လုံးကေရတော့ကေနေမှာပဲပေါ့ဒါပေမဲ့ကိုပေါဝင်ခြင်းကအခုလိုဂျပန်လိုနေရာမျိုးမှာသွားကယ်တယ်ဆိုလို့ရှိရင်အစင်တန်းရှိရှိကယ်လို့ရတယ်ကွာမြင်လည်းမသိအဲ့လိုပြောချင်တာအခုဆိုရင်မြန်မာပြည်ကိုသွားပြီးကယ်တဲ့သူတွေကြည့်လိုက်အောင်ဘလောက်တောင် ဒီပြားလို့ရှိရင်မြန်မာဆိုတာဒါလားဆိုပြီးတော့ကိုယ်လူမျိုးတွေတော့ပိုးအနှင်းခံအောင်မယ်တကယ်တမ်းနီလာငါလာသဘာဝဘေးနဲ့လည်းတွေ့ရလင်းတို့လိုကောင်စားမျိုးတွေရနော်ဒီပိန်းလို့ပြောရင်လည်းနော်မတန်ဘူးကပိန်းနာချက်ကိုကြော်ဝိုင်းလို့ခေါ်နေတာနော်အဲမြန်မာပြည်ဆိုတာကလေဟိုစင်းရတဲ့အတိုင်းပြီပေါ့နော်ဒါကိုတစ်ကဘာလုံးသိတယ်နော်အရှိ့ကိုရှိတိုင်းလက်ခံမင်းတို့တောင်မှစင်းရလို့ကိုယ်နိုင်ငံစင်းရလို့သူများနိုင်ငံမှာမလေးရှားမှာသွားပြီးတော့ လုတ်လုံမြန်မဟုတ်လားမင်းအုံတော့မရှိဘူးလားမင်း level မင်းအဆင့်တန်းလောက်ကလေမင်းပြောတဲ့စကားတွေကိုတေချာပြန်ပြီးနားထောင်ကြည့်ကွာနော်လူကြောက်ဆိုတာပြောတဲ့စကားပုံမူကြည့်အဆင့်တန်းသတ်မှတ်လို့ရတယ်ပေါ့နော်တေချာတယ်မင်းရဲ့ level ကအဲ့လောက်မရှိဘူးကွာနော်မင်း night way family နဲ့နော်သူများကူညီနေတာတွေနော်တလောက်ဘေးဒုက္ခရောက်နေတယ်မင်းတို့လူဘေးထိုင်ဖို့ပြောဝေဖန်တဲ့ကောင်တွေကလည်းတက်တောက်ရှိတယ်နော်ကိုကိုရန်ကြတော့ဘာမှစောက်ကူညီတာလည်းမဟုတ်နော်အဲ့လာကူညီတဲ့လူတွေကတိတယ်မြန်မာနိုင်ငံရဲ့အခြေအနေကိုတိတယ် မလို့တော့မအောက်လန်းသွားပြီးတော့မလေးရှားရောက်ပြီးတော့အခုမှလူလိုသူလိုဖြစ်လာတာမဟုတ်လားနော်ပြောရင်ကောင်းကွာနော်မလို့လိုငပိန်းနေတိတ်ရှေဝင်းပြောချင်မလို့လိုကောင်မျိုးတွေကိုလေလောက်ကော်လေးယူနော်နေဆက်ဒီမှာတပ်ပုံနဲ့ကတ်တာမှာနော်ပြန်လာဆွဲဆီလို့ရအောင်ပြန်လည်းမပေးမပေးလာချင်မလို့လိုကောင်မျိုးတွေနော်ဘာလို့မြန်မာနိုင်ငံသားချစ်မဖြစ်ထိုက်တဲ့သူတွေကမလို့လိုကောင်မျိုးတွေပါတယ်ကွာနော်ကဲကျွန်တော်စနိုက်ပါဆွေးတဲ့ဒရင်လေးတွေဆက်ပြီးနားတော်ကြည့်အောင်ခင်ဗျာမိဘပြည်သူများရှင်စိတ်ညင်ညူစရာဒရင်လေးဒီဘက်တက်ဆက်နေရတဲ့အတွက်စင်ကောင်းပါအောင်ရှင့်အခုဒီစိတ်ညင်ညူရတဲ့ဒရင်လေးပြီးရခါမှာပေါ့နော် မိဘပြည်သူများကြည်လူဝမ်းသာစေမယ့်သတင်းလေးတွေကျွန်မတင်ဆက်ပေးချင်ပါရှင်။အဲ့ဒါလေးကတော့ကျွန်မနိုင်ငံငန်တန်ထံနဲ့ပတ်သက်ပြီးတော့ကုညီကယ်ဆယ်တဲ့ကိစ္စလေးတွေကိုကျွန်မတို့ပြည်တွင်းမှာရှိတဲ့လုပ်ငန်းရှင်တွေကပြုလုပ်လာတဲ့လေးတွေကိုကျွန်မပြန်လည်ပြီးညှောင့်ဝေပေးချင်ပါရှင်။ခုချိန်မှာဒုက္ခရောက်တဲ့ချိန်မှာတက်နေတာကူညီကြတာဟာကျွန်မမြန်မာလူမျိုးရဲ့ဒလိပါပဲရှင့်။ဒါကြောင့်ကျွန်မဒီဟာလေးကိုကြည်နူးပီတီဖြစ်စွာနဲ့ဖတ်ပြပါမယ်ရှင့်။မိဘပြည်သူများကလည်းကြည်နူးပီတီစိတ်တွေနဲ့နားထောင်ကြည့်ကြပါနော်။ဒီ right expert delivery ဆိုတာရှိပါရဲ့ရှင့်။ကျွန်မနိုင်ငံမှာနာမည်ကြီးပါပဲနော်။ right expert delivery လေးကနေပြီးတော့မန္တလေးနဲ့နေပြီးတော့ကယ်ဆယ်ပစ္စည်းတွေကိုအခမဲ့တယ်ဆောင်ပေးသွားမယ်ဆိုပြီးတော့ကြေညာထားပါရှင့်။ ဒီလိုကြညာတဲ့ခါမှာသူကပို့ဆောင်လို့တဲ့ပစ္စည်းတွေပေါ့နော်ပေးပို့သူနာမည်လက်ခံသူနာမည်လိပ်စာဖုန်းနံပါတ်အတိအကျနဲ့သူတို့ရဲ့ရန်ကုန်မြောက်ကလာရုံးချုပ်မှာလာပြီးတော့အနှံ့နိုင်တယ်ဆိုတော့ပြောထားပါရှင့်အဓိကကဲဆဲပစ္စည်းတွေကိုဦးစားပေးပြီးတော့ကိုပေးမယ်ပေါ့နော်လူတူးချင်းစီပေးတဲ့ပစ္စည်းတွေကြတော့ဒုတိယဦးစားပေးနေတယ်ပို့ဆောင်ပေးမယ်ဆိုတော့သိရပါရှင့်ဒါပြင်ဟိုဒီရုံးချုပ်ရုံးချုပ်ကနေပြီးတော့တဲ့သူတို့ကဲဆဲသွားတဲ့ခါမှာဝန်ထမ်း15ယောက်ကိုလည်း volunteer အနေနဲ့ထည့်ပေးမှဖြစ်ပါတယ်တဲ့ ဒါပြင်ဟိုအစားအသောက်ဆေးဝါးရေးသားနဲ့အရေးပေါ်လူသုံးကုန်ပစ္စည်းတွေဖြန့်ဝေနိုင်ဖို့အတွက်ပြန်လည်ထူထောင်နိုင်ဖို့အတွက် Ryan Expert မိသားစုအနေနဲ့3500မတည်ပြီးတော့ငလင်တန်ခံခဲ့ရတဲ့ပြည်သူတွေအတွက်ကိုကူညီပေးသွားမယ်ဆိုပြီးကြေညာထားပါရှင့်အင်မတန်ဝမ်းသာပီတိဖြစ်ဖို့ကောင်းတဲ့အလှူလေးသာဖြစ်ပါရှင့်ပြီးတော့နောက်ထပ်ရန်ကုန် City Hall ဆက်ရောင်းလာနေပြီးတော့3000ခန့်တန်ဖိုးရှိတဲ့ဂိုင်းစင်တောင်နဲ့ခေါင်းအမေကိုလည်းငလင်တန်ခံစားခဲ့ရတဲ့မိသားစုတွေစီကိုပို့ဆောင်ဖို့အတွက်ကိုစီစဉ်နေပြီဆိုပြီးသိရပါရှင့်ရန်ကုန် Studio ဆက်ရောင်းတဲ့ကူညီမှုဌာနတွေကိုကျွန်တော်တို့ဝမ်းသာပီတိဖြစ်ပါရှင့် ဒါပြင်နောက်ထပ်အလှူရှင်တူကတော့ဒေါ်မြသိန်း plastic ကနေပြီးတော့ double body အိတ်တွေကိုလှူဒန်းသွားမှာဖြစ်ပါရဲ့ရှင်နောက်ထပ်ကတော့နောက်ထပ်ပေါ့နော်ဝန်သားဆရာကောင်းတဲ့ဧည့်သည်လေးကတော့ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုတဲ့ master 31ရက်နေ့အထိဆက်သွယ် operator line ရနေပြီးတော့အခမဲ့ဖုန်းခေါ်ဆိုနိုင်ပြီးဆိုပြီးတော့ထိုင်းနိုင်ငံပိုင်း telecom ကုမ္ပဏီကနေပြီးတော့ master 29ရက်နေ့မှာထုတ်ပြန်ချက်ထုတ်သွားပါရှင့်ဖုန်းခေါ်ဆိုမှုမှာတဲ့အရင်ဆုံး001 800391ကိုခေါ်ဆိုရမှာဖြစ်ပြီးတော့လေအင်္ဂလိပ်ဘာသာစကားနဲ့ free call ပေါ့နော်အခမဲ့ခေါ်ဆိုနိုင်တယ်ဆိုတဲ့ဖြေကြားတန်ကြားပြီးဆိုရင်00995နောက်ကနေပြီးတော့ကိုခေါ်ဆိုလို့တဲ့ဖုန်းနံပါတ်ထည့်သွင်းပြီးတော့ခေါ်ဆိုနိုင်မှာရှင့်ဒါပြင်ရုရှားနိုင်ငံကလည်းကျွန်မနိုင်ငံကိုကူညီဖို့အတွက်ရောက်ရှိလာပါပြီရှင်ရုရှားနိုင်ငံလေးရှာဖွေကစေးအဖွဲ့လေးနှစ်စီးနဲ့မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပါတယ်စေးအဖွဲ့ဆရာဝန်တွေပါဝင်တဲ့အနောက်ခံခွေလည်းပါဝင်ပါတယ်ရှင့်အထူးကဲစဲလုံသားရဲ့ပါဝင်လာပြီးတော့၃ဆိုင်ခွဲက24နိုင်အချိန်ထိတာဝန်ထမ်းဆောင်ပြီးတော့ကုညီကဲစဲမှာဖြစ်ပါရှင့် နောက်ထပ်လိင်တွေနဲ့လည်း mobile hospital ရွှေရှားစေယုံတွေမှာရောက်ရှိလာမယ်ဆိုတော့သိရပါရှင့်အခုညတွေတစ်ခွဲခွဲရောက်ရှိလာကြပြီဖြစ်ပါတယ်။နောက်ထပ်ပြောပြပေးမယ့်အလှူရှင်လေးကတော့မန္တလေးမြို့မှာခွင့်လှစ်ထားတဲ့ Vision Showroom မှာရှိတဲ့ပစ္စည်းမှန်သမျှကို free user ကိုပေးထားပါရှင့်။အခုတင်ကလေးပေးတန်ကြောင်းပေါ့နော်အရေးပေါ်ဆုံးပစ္စည်းဖြစ်တဲ့ power bank လေး LED cable 2 meter လက်စင်နေမရနိုင်တဲ့အချိန်မှာ USB ပေါက်တဲ့တော့လကောက် power bank တော့လကောက်ချိတ်ပြီးတော့သုံးရတဲ့ပစ္စည်းလေးပါရှင့်။ မီးလင်းအောင်အရန်ကြည့်လို့လဲပါတယ်တဲ့ပြီးတော့ charger cable ကာကာမှန်ကတ်တွေကိုအခမဲ့လာပြီးတော့ယူဆောင်နိုင်ပါတယ်ရှင်ယူဆောင်နိုင်ဆိုပြီးသတ်ထားတာပေါ့နော်မှတ်ချက်တန်ငလင်းတန်ပေးတဲ့ပြည်သူတွေနဲ့ rider လူမှုကေဇယ်အသင်းများတို့ဒါရှိရပါတယ်တဲ့အမှန်တကယ်လိုအပ်နေတဲ့သူများအတွက်ပေါ့နော်အသုံးစီအသုံးဝင်စီချင်တဲ့အတွက်အမှန်တကယ်လိုအပ်နေတဲ့သူတွေများသာလာရောက်ပြီးတော့ယူဆောင်စီချင်ပါတယ်ဆိုပြီးတော့ကြေညာထားပါတယ်ရှင်စိုင်းလေးကတော့62လမ်းနဲ့100ကိုလမ်းတောက်စံကြီးအသားစီမြို့နဲ့မန္တလေးမြို့မှာတည်ရှိပါရှင့်ဖုန်းနံပါတ်လေးနဲ့လည်းသူကရေးသားထားပါတယ်ဖုန်းနံပါတ်က0939600လေးဆိုပြီးတော့ရေးသားထားမြင်တွေ့ရပါရှင့် ဒါကတော့ကျမမနေ့ကနေဒီနေ့မှလိုက်လံပြီးတော့လေ့လာကြည့်ရတဲ့အခါမှာကိုယ်နိုင်ငံကိုယ်လူမျိုးတွေအတွက်ကိုကူညီဆောက်ရှောက်ပေးတဲ့လုပ်ငန်းစဉ်တွေပေါ့လုပ်ငန်းရှင်တွေပေါ့ရှင်လုပ်ငန်းရှင်တွေရဲ့အလှူရှင်ဆင်းရဲလေးတာဖြစ်ပါရှင်။ကျမတို့ကကိုယ်တိုင်းကအများကြီးမလှူနိုင်ဘူးဆိုရင်တော့မှဒီလိုလှူနိုင်တဲ့သူတွေကူညီနိုင်တဲ့သူတွေအလှူလေးတွေကိုကြည့်ပြီးတော့ဂျင်နူပီတီဖြစ်ကတာဓုခေါ်ဆိုမယ်ဆိုရင်လည်းဒီခုတို့လေးကိုကျမတို့ကအခုဆက်ပြီးတော့ခန်းစားနိုင်ပါရှင်။ဒါကျမတို့ဗုဒ္ဓဘာသာယူဆလေးတာဖြစ်ပါရှင်။မိဘပြည်သူများလည်းကျမခုပြောပြရတဲ့သတင်းလေးပြရခါမှာအလှူရှင်တွေအားလုံးကိုယေရှုရဲ့မြေတံပို့တာလေးပါတာဓုခေါ်ဆိုကြပါလို့လည်းကျမတိုက်တွန်းချင်ပါရှင်။ မိဘပြည်သူများရှင်ကျမအနေနဲ့ပထမဆုံးတင်ဆက်ပေးချင်တာလေးကတော့မိဘပြည်သူများကြားထဲမှာစိုးရိမ်စိမ်းဖြစ်ပေါ်နေရတဲ့နိုင်ငံတော်ကနေပြီးတော့ထုတ်ပြန်ပေးထားတဲ့အချက်အလက်လေးနဲ့ပြန်ပြီးတော့ရှင်းပြချင်ပါရှင်အဲ့ဒါကတော့73စီပြက်လက်မှုဖြစ်ပေါ်မှာအောင်ကြောင်းလန့်နေကြပါရှင်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့73စီဝယ်ယူခြင်းနဲ့ပတ်သက်ပြီးတော့အများပြည်သူတို့အသိပေးခြင်းဆိုပြီးတော့စိုးရိမ်ဝန်ကြီးဌာနကထုတ်ပြန်ထားရှိပါရှင်အဲ့ဒါလေးကျမဖတ်ပြပါမယ်နော်ဒီအင်အားပြည့်ငလင်းနဲ့ဖြစ်ပေါ်ခဲ့ပြီးရနောက်မှာဆိုရင်73ကြီးအကြောင်းဆိုင်အချုပ်မှာအဆောက်အဦပြိုကျတာတွေမြောက်တုံလောက်ကန်အပါဝင်စီပတ်နဲ့ဆက်သွယ်ထားတဲ့မြောက်စီပိုက်လိုင်းတွေပြက်စီးချုံရင်ချင်းဖြစ်ခဲ့ပါရှင့် ီတော့ဆက်သုံးစီဖြန့်ပြီးရမှာအသုံးပြုတဲ့မီးဆက်အစုလည်းပျက်စီးရှုံရင်းခဲ့တဲ့အပြင်လက်စစ်မီးလိုက်တွေပါပြတ်တောက်ကုန်ဖြစ်ပေါ်ခဲ့ပါရှင်ဒီပြောမှာရှိတဲ့အယောင်းဆိုင်စုစုပေါင်း105ဆိုင်နဲ့အယောင်းဆိုင်60နဲ့မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့အယောင်းဆိုင်164ဆိုင်တို့ကိုပြင်ဆင်ပြီးစီးခဲ့ပါပြီဖြစ်ပါရှင်ဒါကြောင့်ပြန်လည်ပြီးတော့ဖွင့်လှစ်ရောင်းချပေးနိုင်ခဲ့ပါပြီရှင် ဒါပြင်ရန်ကုန်မြို့မှာရှိတဲ့ဆက်သုံးစီအကြောင်းဆိုင်တွေကတော့ဘလို့ပြည့်စည်ချုပ်ရင်းမှုမှာမရှိခဲ့ပါဘူးရှင်ပုံမှန်တန်ရောင်းချနေပါတယ်ဒါပြင်ဒီတွင်ဆက်သုံးစီဖူလုံမှုရရှိမှုတွေလည်းကြိုတင်စီမံထားရှိပါတယ်တဲ့အဲ့ဒါကတော့တိလောက်ဝါတူလောင်ကန်စခန်းနေမှာဆိုရင်ရက်တပတ်တပတ်စာကန်ပေါ့နော်ကြိုတင်ပြီးတော့တူလောင်ထားတဲ့စီလည်းရှိပါရှင့်ဒါပြင်ဟိုစီတင်သိမ်းမောတွေလည်းအဆက်မပြတ်ဝင်ရောက်တဲ့ရှိပါရှင့် အခုဆိုရင်လည်းဒီအရေးပေါ်တဲ့လိုအပ်တဲ့ဆိုရင်အရေးပေါ်အားချက်ဖန်ပြနိုင်ရင်ကိုလည်းစီမံဆောင်ရထားပါတယ်တို့ဖြစ်ပါရဲ့အများပြည်သူအနေနဲ့တက်တလို့အခြေအနေကြောင့်စက်သုံးစီပြက်လက်မှုဖြစ်ပေါ်မှာအစိုးရစိတ်နဲ့မလိုအပ်ဘဲနဲ့တန်းစီဝယ်ယူတာတွေအပိုးတိုးထောင်းတာတွေမပြုတ်လောက်ကြောင်းမို့အတွက်လိုအပ်တဲ့လောက်သာဝယ်ယူကြဖို့အတွက်နှုတ်ဆော့အတိပေးအပ်ပါတယ်ဆိုပြီးတော့စွမ်းရုံရင်းဌာနကစာရေးထုတ်ထားပါတယ်ရှင့်အဓိကစက်သုံးစီပြက်လက်မှာဆိုပြီးတော့အများကြီးတန်းစီဝယ်ယူရင်တော့ပြက်လက်သွားနိုင်တယ်လေတိလာခါချင်ကျမတို့ကကိုယ့်ရဲ့လုံဆောင်ချက်လေးကအစားလူတွေပေါ်ထိခိုက်လို့မရအောင်ရှင့်အားလုံးဒုက္ခရောက်နေကြတာသူသူကိုယ်ကိုယ်လိုအပ်နေကြတာပဲကို့မှာပို့တည်တော့ဘာလို့လုပ်ရမှာလဲ ဟုတ်တယ်မလားကျွန်မပြောချင်တာလေဒီတော့ကိုကဘယ်မှသွားကြရမရှိဘူးမသွားမလာဘဲနေရရတယ်ဆိုရင်စီရီပိုင်ဝင်လာရင်တုံထောင်ခံလုတ်ပါနဲ့ရှင်ဟုတ်တယ်မလားကားလေးနဲ့မြို့ပတ်ကြည့်အောင်လောက်နေတော့စီကုန်ခံပါနဲ့ရှင်တကယ်ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေတော့ဥစားပေးလိုက်ပါတော့ဒါလေးပဲကျွန်မအနေနဲ့ထပ်ဆင့်တိုင်တွန်းချင်ပါတယ်ရှင်ဒါလေးကတော့စက်သုံးစီနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများစိုးရိမ်နေတဲ့အတွက်စွမ်းရင်ဝင်ရေးဌာနရဲ့ထုတ်ပြန်ချက်လေးကိုကျွန်မတဆင့်ပြန်လဲပြီးတော့မျှော်ဝေပေးတာဖြစ်ပါတယ်ရှင်